ငါလင်းကြောင့်တည်ဆုံးသူ3354ဦးအထိဒေါ်လာတဲ့မြန်မာနိုင်ငံကိုကိုကြီးကြဖို့နိုင်ငံတကာကကုလသောင်းဆောင်ငါလင်းကြောင့်တည်ဆုံးသူ3354ဦးအထိဒေါ်လာတာကြောင့်တဘာဝဘေးခံစားခဲ့ရတဲ့မြန်မာပြည်သူတွေနောက်မှာရပ်တည်ပေးကြဖို့နိုင်ငံတကာအတိုင်းဝန်ကိုကုလသမဂ္ဂက AP9 ရဲ့မနေ့ကတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့အမေရိကန်နိုင်ငံတကာဖော်ပြရေးအေဂျင်စီ USAID မှာ အရာရှိဟောင်းသူကတဘာဝဘေးအန္တရာယ်ဆုံးလို့ရောက်ရှိပြီးနောက်အလုံးလက်မဲ့ဖြစ်သွားရတဲ့အကြောင်းကြားစာရရှိထားကြောင်းအဆိုပါအေဂျင်စီမှဝန်ထမ်းတွေကိုအသိပေးခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကငလင်ကျောင်းတည်ဆုံးသူအများပြားအပြင် လူပေါင်း4850တန်းရရခဲ့ပြီးနောက်ထပ်220ဦးပြောင်းဆုံးနေကြောင်း MRTV ရုပ်တံလိုင်းကထုတ်ရခဲ့ပါတယ်။ ရစ်ချက်တာစကိခုနှစ်သက်သမခုနှစ်အစိတ်ရှိငလင်းမဟုတ်ချက်အနေရှိမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးသို့ရောက်ရှိစဉ်ကုလသမဂ္ဂအကူအညီပေးရေးအကြီးကဲတွမ်ဖလက်ချာကနိုင်ငံတကာအကူအညီပေးကြဖို့ထပ်မအတိုင်းတောင်းဆိုခဲ့ပါတယ်။ပြည်စည်းမှုတွေကတုံ့လုံစရာကောင်းတယ်။အသက်တွေဆုံးရှုံးနေအိမ်တွေပြုံးနေစာဝတ်နေရေးတွေခက်ကုန်နေဒါပေမဲ့မြန်မာပြည်သူတွေရဲ့ခံနိုင်ရည်အားကမယုံနိုင်လောက်အောင်ပဲလို့ ဖလက်ချာကသူ့လူမှုကွန်ရက်အက်စပေါ်ကိုပို့သိမ်းပြီးပြောကြားခဲ့ပါတယ်မြန်မာပြည်သားတွေရဲ့နောက်မှာကဘာကရက်တည်ပေးရမယ်လို့သူကတိုက်တွန်းခဲ့ပါတယ်။လူပေါင်း28တန်းရှိတဲ့ငလျင်တန်တိဒေသတွေမှာပြည်လဲထူထောင်ရေးအတွက်အရင်သတင်းဘက်ကကယ်ဆယ်ရေးပစ္စည်းတွေနဲ့ကယ်ဆယ်ရေးသမားတွေကိုမြန်မာနိုင်ငံတို့ဆေးလွှတ်ပေးခဲ့ရမှာအိန္ဒိချင်းဖြစ်တဲ့တရုတ်၊အိန္ဒိယနဲ့ရှီတောင်အာရှနိုင်ငံတွေပါဝင်ခဲ့ကြပါတယ်။ မကြသေးမီအချိန်ထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကမ္ဘာထိပ်တန်အလှရှင်နိုင်ငံဖြစ်တဲ့အမေရိကန်ဟာမြန်မာနိုင်ငံရှိငလျင်တန်ခန်းစားခဲ့ရတဲ့ဒေတာတွေကိုထောက်ပဖို့အတွက်အနည်းဆုံးအမေရိကန်ဒေါ်လာ၉သန်းကတိပြုထားပါတယ်။ဒါပေမဲ့လည်းအမေရိကန်ရဲ့နိုင်ငံရဲ့ခြားသို့ပေးပို့နေကြအကူအညီအစီအစဉ်ဖြတ်သိမ်းခဲ့တာဟာလက်တလုံးမြန်မာငလျင်ဘေးအတွက်တုံ့ပြန်မှုကိုထိခိုက်စေကြောင်းလက်ရှိနဲ့အရင်အမေရိကန်အစိုးရအရာရှိတွေကမှတ်ချက်ချကြပါတယ်။ ငှက်လင်းလှုပ်ခဲ့ပြီးနောက်မြန်မာနိုင်ငံသို့အာချင်းသွားရောက်ခဲ့တဲ့ USAID ဝန်ထမ်း၃ဦးဟာဒီရက်ပိုင်းမှာပဲယာဒူတာဝန်ကနေရက်စဲခံရကြောင်း USAID အကြီးတန်းအရာရှိဟောင်းမစ်ဆက်မာစီယာဝမ်ကရိုက်တာသတင်းဌာနတို့ပြောကြားခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။